အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်အကြိုက်ဆုံးစာအုပ်လေးတွေကတအုပ်ဖြစ်တယ် Do you have the time for sisters ဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ TIME time ဆိုတဲ့စကားလုံးလေးကိုဘလို့အကြောင်းအရာကြီးနဲ့ဖွဲ့စည်းထားလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1အနေနဲ့ကတော့ T ဆိုတဲ့ Tellness လို့ခေါ်တဲ့အရာလေးတစ်ခုပါ Tellness ဆိုတာကိုယ်ကိုယ်သွေးလို့ခေါ်ပါတယ်ကိုယ်ကိုယ်သွေးဆိုတာကလူတိုင်းလူတိုင်းမှာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာအမြဲတမ်းရှိပါတယ် ဒီအရာကိုကျွန်တော်တို့ဖော်ထုတ်နိုင်မှသာလျှင် why အောင်မြင်မှုကိုရရှိမှာဖြစ်တာပါတယ်။နံပါတ်2အနေနဲ့ကတော့ i ဆိုတဲ့ information ဖြစ်ပါတယ်။ information ဆိုတာကတော့သတင်းချက်လက်ကျွန်တော်တို့ why အောင်မြင်မှုကိုရကြည့်ကြည့်လဲဆိုရင်သတင်းချက်လက်ကိုအမြဲတမ်းစုဆောင်းနိုင်အောင်ကြိုးစားရမယ်။ဒီအရာကလည်းအရန်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါတယ်။ရှိနေတယ်ဆိုတာကိုသိရှိထားပါမယ်။နံပါတ်3ချက်အနေနဲ့ကတော့ motivation လို့ခေါ်တဲ့စိတ်အားတက်ကြွမှုဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။လူတိုင်းလူတိုင်းမှာစိတ်အားတက်ကြွမှုဆိုရင်ကိုယ့်ကိုအမြဲတမ်းရှင်ပြိုင်နေရပါမယ်။ဆလူလာကတော့ကိုဟာတနေ့တက်တနေ့ဘလို့တိုးတက်အောင်အောင်လုပ်မယ်။ဘလို့တော်တက်လာအောင်လုပ်မယ်ဆိုတဲ့ပုံမှန်မူတည်ပြီးတော့ကြောင်းလဲမှုကိုလုပ်နေရပါမယ်။နံပါတ်၄ချက်နေရတော့ enthusiasm လို့ခေါ်တဲ့စိတ်အားထက်သန်မှုလို့ခေါ်ပါတယ်။လူတိုင်းလူတိုင်းမှာ မရက်မတက်နိုင်တဲ့ဇေယထက်တန်မှုတိကျင်စိတ်တက်ချင်စိတ်ဒါရှိမယ်ဆိုရင်ဘဝရဲ့ဘလို့အောင်မြင်မှုမဆိုရယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်အကုန်လုံးကိုနှိချုပ်လိုက်မယ်ဆိုရင်တော့ TIME time ဆိုတဲ့အချိန်စုစကားလုံးလေးဖြစ်ပေါ်လာပါပါဒီအချိန်အားဆိုရင်ဘဝရဲ့အောင်မြင်မှုအတွက်အရေးပါရောက်တဲ့တော်ချက်တစ်ခုဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာတရက်ကို24ရက်ရှိကြပါတယ် ဒီ24နာရီကိုကျွန်တော်စီမံခန့်ခွဲပြီးတော့ဘလို့ကောင်းမွန်အောင်ချက်ပြီးတော့ဘဝရဲ့အောင်မြင်မှုကိုရယူသွားလဲဆိုတဲ့ပုံမှာပဲမူတည်ပါတယ်ခုကြည့်ရှုနေတဲ့သူရအားလုံးလည်းကိုဘဝရဲ့အချိန်တွေကိုကောင်းမွန်အောင်သုံးချပြီးတော့ဘဝရဲ့အောင်မြင်မှုတွေရရှိပါစေလို့ဆုမောင်းလိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ်ဆက်လက်ပြီးဖတ်ပြပေးမှာနောက်ဗီဒီယိုတွေမှာပြန်လည်းဆုံတွေ့ကြပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်